โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ရကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ကအာမိတ်ဆွေတို့ကိုအရင်ဗီဒီယိုရဲ့ဒုတိယပိုင်းဖြစ်တဲ့တင် publisher လုပ်တဲ့ publisher လုပ်နေပေါ့နော် publisher လုပ်နေဒုတိယပိုင်းကိုကျွန်တော်ပြောပြပေးတော့မယ်ဒီဗီဒီယိုတွေမှာဘာပဲပါမလဲဆိုတော့ကျွန်တော်တို့ website တစ်ခုကိုအလွယ်တကူဖန်တီးမယ်လုံးဝအလွယ်နော်ကုတ်တွေရေးစရာမလိုဘူးဘာလို့ဘာမှမလိုဘူး gmail account တစ်ခုရှိုံနဲ့ကျွန်တော်တို့ website ကိုပိုင် website တစ်ခုကိုဖန်တီးလို့ရတယ်နော် ဲ့တော့ကျွန်တော်ကိုပိုင် website တခုတော့ဖန်ပြီးမယ်နောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အာကျွန်တော်ကအဲ့ဒီ website အတုံးပြုပုံကိုနည်းနည်းအကျန်းပြင်းလင်းရှင်းပြမယ်အသေးစိတ်တော့မရှင်းပြဘူးဘာလို့လဲဆိုတော့အဲ့လိုအသေးစိတ်တွေရှင်းပြနေဆိုကျွန်တော်ကဗီဒီယိုကမိနစ်30 30လောက်ကြာသွားနိုင်တယ်အပိုင်းပိုင်းခွဲမယ်ဆိုရင်တော့မှကျွန်တော်ပြန်မြမှန်းကြည့်လိုက်တာ၄၅6ပိုင်းလောက်ကြာရှိသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အများကြီးမရှင်းပြဘူးဒီမှာအခုစာမလုံးချင်တဲ့လူတွေချက်ချင်းလုံးလို့ရအောင်လို့ကျွန်တော်တခါတည်းအတူလေးပဲတွားလိုက်မှာပေါ့နော် ပြီးတော့အာကျွန်တော်တို့ကြုံညာကုတ်တွေတွားယူမယ်မနေ့ကကျွန်တော်တို့ ADSD မှာအကောင့်ဖွင့်ခဲ့ပြီအခုဒီနေ့ကတော့ကျွန်တော်တို့ website တခုဖွင့်မယ် website နဲ့ ADS ဟိုစာနဲ့ချိတ်ဆက်မယ်ပြောလို့ရှိရင်ကျွန်တော်တို့အာ YouTube channel နဲ့ Google AdSense နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ YouTube channel မှာ monetization အောင်တဲ့အခါမှာကြုံညာတွေတက်အောင်လုပ်တယ်လို့မျိုးပဲကျွန်တော်တို့ကလည်းအခုကျွန်တော်တို့ website နဲ့ ဝက်ကျွန်တော်တို့ website နဲ့ကျွန်တော်တို့ ADS ထည့်မဲ့ company နဲ့တွားမှချိတ်ဆက်မယ်ချိတ်ဆက်ပြီးရင်ကျွန်တော်တို့ကြော်ညာကုတ်တွေကိုယူမယ်ယူပြီးရင်ကျွန်တော်တို့ website မှာကြော်ညာကုတ်တွေကိုထည့်မယ်နော်ကြော်ညာကုတ်တွေထည့်မယ်အဲ့ကနေမှကျွန်တော်တို့ပတ်ဆိုင်ရမယ်ပေါ့ဗျာအဲ့လိုကျွန်တော်တို့အချိန်မစွဲဘဲနဲ့တွားလိုက်အောင်ဟောတွားလိုက်အောင်ဆိုဘာဘာကြည့်နေရလဲတော့ဒါကြည့်နေရလားဒါတချင်းကျွန်တော်တချင်းလုံနေရတချင်းလုံနေတော့ဒါတချင်း edit လုံနေပါတော့တချင်း edit လုံရင်လည်းပြီးွားတော့ကျွန်တော် အဲ့ဒီဗီဒီယိုတစ်ခါလေးရိုက်မယ်ဆိုမှာပေါ့နော်ဒါမဖြုတ်လိုက်ရဘူးကျွန်တော်တချင်းနည်းနည်းဖွင့်ပြအောင်နော်လူမနာလူမအစနေချင်းနားတော်နေနာလူမနာလူမ subscribe look you နာလူမကျန်တော့ ါပါဒီခုကကျွန်တော်တို့အာဘယ်လိုပြောမလဲ website တခုတွားလုပ်မယ်ဆိုတော့ကျွန်တော်တို့ Chrome ထဲကိုတွားလိုက်ပါကျွန်တော် Gmail account တခုခုနဲ့ Chrome ထဲကိုတွားလိုက်ကျွန်တော်ကဘယ် account နဲ့တွားရင်ကောင်းလဲဆိုတော့ဖွင့်ထားပြီးသားတွေတော်တော်များနေပြီဆိုတော့ကျွန်တော်ဒါနဲ့တွားလိုက်မယ်ဒါနဲ့တွားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘာရှာရမလဲဆိုတော့ကျွန်တော်တို့ blogger.com ဆိုတာရှာလိုက် b l o g g e r . c o m blogger.com ဆိုပြီးရှာလိုက် blogger.com ဆိုပြီးရှာလိုက်ပြီဆိုရင်ဒီ blogger.com အကြောင်းကိုကျွန်တော်ဒီ YouTube ကျွန်တော် channel မှာအရင်ဆုံးကလည်းတင်ထားပြီးသားပဲခင်ဗျားတို့တတိမပြုတ်မိရလည်းဖြစ်မယ်ဒါမှမဟုတ်မြင်ရတာနဲ့ view မဆိုင်မိရလည်းဖြစ်မယ်အာကြည့်ပြီးတော့စိတ်ဝင်စားရလည်းဖြစ်မယ်ပေါ့နော်ဒါမှဒီဗီဒီယိုမှာကျွန်တော်ထပ်ပြီးတော့ရှင်းပြမယ် blogger.com account ဖွင့်နေနေကျွန်တော်ဒီမှာ create your blog ဆိုတာနှိပ်ပြီးတော့တွားလို့လည်းရတယ်ဒါမှကျွန်တော် sign in ကိုနှိပ်လိုက် sign in ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့ gmail account နဲ့တခါတည်း continue တွားလိုက်တွား is that you ကျွန်တော် ဒါခမည်းလားဆိုတာကျွန်တော်မေးရကျွန်တော်ကဟုတ်တယ်ပေါ့เนาะကျွန်တော်ပါဆိုမှကျွန်တော် confirm လုပ်ရမယ်ပေါ့ဒီမှာတော့ password ထည့်ပေးရမယ်ပေါ့เนาะအဲ့ဒီတော့ကျွန်တော် password ထည့်လိုက်မယ်ကျွန်တော်ဒီမှာ password ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော် next ကို set နေလိုက်ပေါ့เนาะဒါဆိုလို့ရှိရင်ရပြီဟောဒါကျွန်တော် password ကမားနေတယ် sorry ပါကျွန်တော်အတစ်ပြန်ထည့်လိုက်မယ် okay ပေါ့เนาะကျွန်တော် password အတစ်လည်းထည့်လိုက်ပြီပေါ့เนาะ password အတစ်ထည့်လိုက်ပြီးတော့ကျွန်တော် next ကို set နေလိုက်မယ် next ကိုဆက်နေလိုက်လို့ရှင်ဒီနေရာရောက်လာတယ်ခင်ဗျားတို့ဒီမှာ ကိုယ့်ရဲ့ home address ကိုထည့်ခြင်းလည်းထည့်မထည့်ခြင်းလည်းရတယ်ကျွန်တော်ကတော့ဒီမှာတူရနဲ့တူ auto ရှိပြီးသားကျွန်တော်မထည့်ခြင်းဘူးဆို skip လုပ်လိုက်ထည့်ခြင်းလည်းဆို save လုပ်လိုက်ကျွန်တော်ကတော့ skip လုပ်လိုက်တယ်ပြီးရင် not now ကိုနှိပ်လိုက်ဟောဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီနေရာရောက်လာပြီပေါ့နော်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ title တစ်ခုပေးရမယ် title တစ်ခုပေးရမယ်ဆိုတော့ခင်ဗျားတို့ဘယ်လိုပေးခြင်းလဲစိုက်တလို့ပေးလို့ရတယ်အာကျွန်တော်ကတော့ဒီမှာ ဟဲ့ဒီလိုပေးလိုက်တာပေါ့နော်ဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေရောရှောက်ပြီးရောပေးလိုက်တာအခင်ဗျားတို့တော့တေချာစဉ်းစားကောင်းကောင်းမွန်လေးစဉ်းစားပြီးမှပေါ့နာမည်လက်လာလေးပေးပေါ့ပြီးရင်ကျွန်တော် next ကိုဆက်နေလိုက် next ကိုဆက်နေလိုက်လေဆိုရင်ဒီမှာ tru true ho we love okay တကယ်လို့အဆင်မပြေဘူးဆိုရင်တို့ကဒီလို sorry deploy address not available လို့တို့ကပြောတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒါကိုအဆင်ပြေအောင်ထည့်ပေးရမယ်ခင်ဗျားတို့အမျိုးမျိုးပြောင်းပြီးတော့ထည့်ပါဘယ်ဟာပါအဆင်ပြေမလဲဆိုတော့ကျွန်တော်မပြောနိုင်ဘူးပေါ့နော် true love is s w e e t sweet ကျွန်တော်ဒီလိုလျှောက်ထည့်ကြည့်လိုက်တယ်ဟွန်းဒါဆိုဒီ address ကအဆင်ပြေသွားတယ်လို့ပြောလို့ရပါဘောနော်ဒီမှာအနီရောင်လေးဖြစ်လာတော့ဘူး dip uh this blog address is a very bad ဆိုမှပြောတယ်ဘောနော်ဒါဆိုလို့ရှိရင်သူကအဆင်ပြေသွားอยู่အဲ့တော့ကျွန်တော်တို့ next ကိုဆက်နေလိုက် next ကိုဆက်နေလိုက်ရင်သူက display name တောင်းတယ် display name မှာလည်းခင်ဗျားတို့ကြိုက်တာပေးလို့ရတယ်ကျွန်တော်တော့ခုနကဟာပဲပေးမယ် ဒီတိုင်းပဲပေးလိုက်ရပါတော့ပြီးတော့ကျွန်တော် finish ကိုနှိပ်လိုက် Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ block တစ်ခုရပြီကျွန်တော်တို့ block တစ်ခုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာမှလုပ်เสียမလို့လေဘူးကျွန်တော်တို့ဘာပဲလုပ်ရမလဲဆိုတော့ကျွန်တော်တို့အဓိကလိုအပ်တာက website တော့မဟုတ် website တစ်ခုကျွန်တော်တို့အခု land မှာ website တစ်ခုပိုင်သွားပြီပေါ့နော်ပိုင်သွားပြီဆိုတော့ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးဒီကိုတွားခုနကကျွန်တော်တွားပြတဲ့နေရာကိုတွားဒီမှာနော် view block ဆိုတဲ့နေရာရှိရဲအဲ့ view block ကိုနှိပ်လိုက်အပေါ်ကဒီမှာဒီရာလေးကိုမှဒီရာလေးကို copy ကူးလာခဲ့တယ်ဒီမှာ truelabisweetblock.com ပေါ့နော်အာအဲ့ကောင်ကို copy ကူးလာခဲ့ copy လုပ်လိုက်ရ cap လုပ်လိုက်ရဘာမှမဖြစ်ဘူး cap လုပ်လိုက်ပို့ဒေချာတော့ပြီးရဆိုကျွန်တော်တို့ဘယ်ကိုတွားရမလဲဆိုတော့ကျွန်တော် ATS တရားကိုတွားရမယ်မနေ့ကကျွန်တော်တို့အကောင့်ဖွင့်ခဲ့တယ်ဟုတ်တယ်ဟုတ် โอเคကျွန်တော်တော့ခုဆို ADSDR တဲ့ကိုရောက်လာပြီပေါ့နော်ကျွန်တော်တို့ရဲ့ဒီကြော်ညာကြော်ညာ website တဲ့ကိုရောက်လာပြီအဲ့တော့ကျွန်တော်တို့ login လုပ်လိုက်မယ် password email ထည့်เนาะပြီးရင် login လုပ်လိုက် password email ထည့်ပြီး login လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာကိုရောက်လာပြီပေါ့နော်ဒီနေရာကိုမရောက်လာဘူးဆိုလို့ရှိရင်ဒီနောက်နှိပ်လိုက်ဒီများလေးကိုနှိပ်လိုက်ဒီများလေးကိုနှိပ်လိုက်ပြီးရင်ဒီမှာ website ဆိုရှိရဲအကောင့်နှိပ်လိုက်ဒါဆိုရင်ဒီနေရာကိုရောက်လာလိမ့်မယ်အဲ့တော့ကျွန်တော်ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ app website ဆိုရှိရဲ့ adwordsite ဆိုတာရှေ့ဟောင်းနှိပ်လိုက် adwordsite ကိုနှိပ်လိုက်ရင်ဒီနေရာကိုရောက်လာမယ်ဒီနေရာရောက်လာရင်ခုနကကျွန်တော်တို့ copy ကူးလာတဲ့ link ကိုထည့်ပေးရမယ်ဒီနောက်ကမြင်းဆောင်လေးကိုဖြတ်ပစ်လိုက်ဒီနောက်ကမြင်းဆောင်လေးကိုဖြတ်ပစ်လိုက်ပြီးတော့ရင်ကျွန်မ block category ကိုရွေးပေးရမယ် block category ကဘာလဲဆိုတော့ကျွန်တော်တို့ကဒီမှာ order ကိုနှိပ် order others ကိုနှိပ်လိုက်ပြီးရင်ဒီကောင်ကကျွန်တော်တို့ join ရာက အာညဉ့်ညမ်းကြော်ညာတွေတက်တာကိုလက်ခံရလားဗောမေးတာဗောနော်ကျွန်တော်တို့ website ကလက်ခံတယ်ဆိုရင်ကျွန်တော်တို့ဒါကိုဖွင့်ထားပေးကျွန်တော်တို့ကလက်မခံကြဘူးဆိုရင်ဒါကိုပိတ်ထားပေးနော်အဲ့တော့ကျွန်တော်လက်ခံမလားလက်မခံမလားဆိုတော့မိတ်ဆွေကိုပါကိုဆုံးဖြတ်လို့ရတယ်ကျွန်တော်တော့ပိတ်ထားလိုက်ရဖွင့်ထားလိုက်ရထားလိုက်ကျွန်တော်မဖွင့်ထားတော့နော်ဖွင့်ထားလိုက်ပါဗျာပြီးတော့ဆိုကျွန်တော်တို့မလုပ်မလဲဆိုတော့ကျွန်တော်တို့ ADD ကိုနှိပ် add ကိုနှိပ်လိုက်နော် add ကိုနှိပ်လိုက်ဒါဆိုရင် ကျွန်တော်တို့ဒီမှာခဏလောက်စောင့်မေးရမယ်ပေါ့နော်ဒီမှာ pending ဖြစ်နေတယ် pending ဖြစ်နေဆိုတော့ကျွန်တော်တို့မလုပ်ရမယ်ဆိုတော့အာသူ့ကို refresh လုပ်ပေးရမယ်ပြန်လာကြည့်လိုက်ဆိုဒီမှာ0 AD ဖြစ်နေเนาะဒါဆိုကျွန်တော်တို့မှာ ADS ဘာမှမရှိသေးဘူးဆိုတော့အတိတ်ပဲအဲ့ဒီတော့ကျွန်တော်တို့ဒါတော့ကို အာဂျုံရကောက်ယူမယ်ဆိုရင်ဒီမှာဒီကပေါင်းပုံလေးကိုနှိပ်ပေါင်းပုံလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က smart link ယူမလားဒါဒီမှာဂျုံရမျိုးစားတွေအများကြီးရှိရပါတော့ဂျုံရမျိုးစားတွေအများကြီးရှိအဲ့ဒီထဲမှာကျွန်တော်တစ်ခုကိုနမူနာထည့်ပြမယ်တစ်ခုနမူနာထည့်ပြလို့ဆိုတော့ကျွန်တော်ပန်နာပုံလေးကိုထည့်ပြမှာပေါ့နော်ဒီကောက်နှိပ်လိုက်ပန်နာကဒီမှာ site တွေမျိုးမျိုးရွေးလို့ရတယ်ကျွန်တော်ဒီ site ကိုရွေးလိုက်မယ်ပေါ့နော်ဒီ site ဆိုတာဒီမှာတိတိလေးတော့မပေါ်မယ်ပေါ့နော်အဲကျွန်တော် create ကိုနှိပ် ခရစ်ကိုနေပြီးကျွန်တော် godic ကိုနေလိုက်ပြီးရင်ကျွန်တော်တို့ခဏတော့စောင့်လိုက်ပါတော့မဟုတ်လဲ refresh ပြန်လုပ်လိုက်ဒါဆိုရင်ဒီမှာကျွန်တော်တို့ကြော်ညာတစ်ခုရပြီဒီကောက်နေလိုက်ဒီ get ကုတ်ကိုနေလိုက် get ကုတ်ကိုနေတယ်ဆိုဒီမှာကျွန်တော်တို့ကြော်ညာကုတ်တစ်ခုရပြီကျွန်တော်တို့အဲ့ဒီကြော်ညာကုတ်ကိုယူမယ်ပေါ့နော်ကြော်ညာကုတ်ကိုယူမယ် ပြီးရင် close လုပ်မယ်ကျွန်တော်တို့ block.com ကိုပြန်တွားမယ် block.com ကိုတွားတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီနေရာကိုပြန်လာမယ်ပေါ့နော်ဒီနေရာလာပြီးရင်ကျွန်တော် new post ကို name new post ကို name ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ကြော်ညာလာထည့်လို့ရပြီအာခင်ဗျားရေးချင်တာရေးဒီမှာ bla 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 စိုက်တာရေးရေးလို့ရနော်စိုက်တာရေးလို့ရတယ်အဓိကဒီနေရာမှာက အာကျွန်တော်ကြောင်ရကုတ်ထည့်မယ်ဆိုရင်ဒီ HTML view ကိုပြောင်းဖို့လိုရယ်ကျွန်တော်ကြောင်ရကုတ်မထည့်သေးဘူးဆိုလို့ရှိရင်တော့ဒီဟာလေးကိုအရင်ထားထားလိုက်ပြီးရင်ဒီမှာကျွန်တော်တို့ကြိုက်တဲ့ဟာတစ်ခုခုရေးလို့ရကျွန်တော်နမူနာလေးရေးပြမယ် Okay ကျွန်တော်ဒီနေရာမှာကျွန်တော်ဒီမျိုးလေးနမူနာလေးပေါ့နော်ကျွန်တော်နမူနာရေးဒါနမူနာရေးပြတော့မိတ်ဆွေတို့ကတော့လူစိတ်ဝင်စားအောင်အာကိုဖာလာကို တွေးပြီးတော့ရေးပေါ့ဗျာနော်ပြီးတော့အခါကျရင်ကျွန်တော်တို့ဒီမှာဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က link တစ်ခုထည့်မယ်ဘာလို့လဲဆိုတော့ လူတွေကိုဒီကောင်ကအခံပဲဗျာဒီလားဒီကောင်ကကြုံရဒီတိုင်းအခံပဲဘာလို့ဆိုဒီနေရာကိုလူရောက်လာအောင်ကျွန်တော်တို့ကဆွဲရမှာဒီနေရာလူရောက်လာအောင်ဆွဲရမှာဆိုတော့ဒီနားလေးကိုရောက်ပြီပေါ့နော်ဒီနားလေးကိုရောက်ပြီဆိုကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီမှာ link link ကိုနှိပ်လိုက် link ကိုနှိပ်လိုက်ပြီးရင်ဒီမှာအာကျွန်တော်တို့ဒီကောင်တွေကိုကြီးဖို့ပေါ့နော်อืมติโลเลยป่ะ ဒီလိုလေးပေးလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ Zack ကလိမ့်တော့ထည့်ရမယ် Zack ကတော့ခင်ဗျားတို့ Telegram နေတွားယူလို့ရတယ် Telegram မှာတည်ပါတယ်เนาะ Telegram မှာအများကြီးရှိရဲ့ကျွန်တော်ကတော့ဒီမှာနမူနာလေးပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel က post တစ်ခုကိုပဲယူပြီးရလာထည့်လိုက်တယ်အဲဒီ Zack ရဲ့ link ကို copy ကူးလာခဲ့ copy ကူးလာပြီးဒီနေမှာလာထည့်ပြီးရင်ဒီအားလေးကိုအပေါ်အကောင်ကိုပဲနှိပ်ထားလိုက်ဘာလို့လဲဆိုတော့တခြား new window မှာပွင့်စေချင်တော့ okay ပြီးရင် apply on နဲ့ဒါဆိုလို့ရှိရင်ရပါပြီဒီမှာကျွန်တော် link တစ်ခုရပြီ ကျွန်တော်တို့ကအဲ့ဒါနဲ့မကျေနပ်တယ်နမူနာလေးပါထည့်ချင်တယ်တို့တို့ဒီအပေါ်မှာပေါ့နော်အာဇက်ကားဖြစ်ဖြစ်ဇက်ကားနမူနာဖြစ်ဖြစ်ပုံဖြစ်ဖြစ်ပေါ့ဇက်ကားနမူနာဆိုလို့ရှိရင်ခင်ဗျားတို့ဇက်ကားကိုအလွန်ဆုံး10မိနစ်လောက်ပဲဖြတ်ဖြတ်ပြီးပေါ့နော်နမူနာလေးပေါ့တို့ကြည့်စေချင်တဲ့နမူနာအပိုင်းလေးကို10မိနစ်လောက်ကလေးဖြတ်ပြီးတော့ယူလိုက်ဒါမှမဟုတ်လဲပုံထည့်မယ်ဆိုဒီကောက်နဲ့ဇက်ကားထည့်မယ်ဆိုဒီကောက်နဲ့ကျွန်တော်ကတော့ဒီမှာအခုပုံထည့်ပြမယ်ပေါ့နော် ပုံထည့်ပြမယ်ပုံထည့်ပြမယ်ဆိုတော့ဒီမှာ upload from computer ကိုနဲ့ ီကောင်လိုက်နော်ပြီးရင် upload from computer နဲ့အဲ့ပြီးတော့ကျွန်တော် browse ကိုနှိပ်ဒီလိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပုံတပုံတွားယူရမှာမဟုတ်နော်ပုံတပုံပုံတပုံတွားယူမှာဆိုတော့ကျွန်တော်ဘယ်ပုံယူမှာလဲအာကျွန်တော်ဒီပုံလေးနမူနာယူပြမယ်မိတ်ဆွေတို့ဇက်ကားဆွန်လဲအဲ့လိုပဲနော်ဇက်ကားဆွန်လဲအဲ့တိုင်းပဲโอเคဒီနေရာရောက်လာပြီဆိုတော့ကျွန်တော် setting ပုံလေးကိုနှိပ်လိုက် စတင်ပုံလေးကိုနေ smaller medium လား large လားလို့ပြောကျွန်တော်တို့အကြီးထားမလားပါလဲဒါကကိုစိတ်ကြိုက်ပဲအကြီးထားမလားအသေးထားမလားငယ်ထားမလားပြီးရင် update ကိုနေ update ကိုနေလိုက်လို့ဆိုရင်ကျွန်တော်တို့ကအကြီးဖြစ်သွားပြီပေါ့နော်ဒါတော့ဆိုရပြီဒါတော့ဆိုရပြီဆိုရင်မပြီးပြီလားဆိုမပြီးသေးဘူးကျွန်တော်တို့ကြော်ညာထည့်ရမယ်ကြော်ညာထည့်ရဘယ်မှာထည့်မလဲဆိုတော့ဒီနားလေးလောက်မှာထည့်မယ်ပေါ့နော်ဒီ lisa ပုံရဲ့ဒီအောက်နားလေးလောက်မှာကျွန်တော်တို့ကြော်ညာထည့်မယ်ဒါမှလည်းဒီ page ကိုလူတွေလာတဲ့အခါမှာအာကြော်ညာကိုမြင်ပြီးတော့ကျွန်တော်တို့ဒီကနေပတ်စံတဆင့်ရမယ်ပေါ့နော် နောက်တစ်ဆင့်ရအောင်ကကျတော့ကျွန်တော်တို့ smuggling ကိုတုံးရမယ် smuggling တုံးတာလည်းကျွန်တော်ပြပေးမယ်ဒါပေမဲ့အာ smuggling ကိုကကျတော့နေရာတိုင်းမှာတုံးတာအဆင်မပြေဘူးဒါတချို့နေရာတွေမှာနည်းနည်းလေးကွက်ကွင်းပြီးတော့တုံးတင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာကိုရောက်လာပြီပေါ့နော်ကျွန်တော်ကြောင်ရကုတ်ကိုခုနကကျွန်တော်ပြောပေးထားတဲ့ကြောင်ရကုတ်အဲ့ဒီကြောင်ရကုတ်လေးကိုတွားယူလိုက်ဒီမှာဒီကနေတွားယူလို့ရနော်ဒီမှာနော်ကျွန်တော်ပြန်ယူရမယ်ဒီကောင်ဒီမပေါ်ဘူးဆိုရင်ဒီကောင်နဲ့ပြီးရင်ဒီနာ get ကုတ်ကိုနဲ့ ပြီးရင်ဒီမှာကြော်ရကုတ်ကို copy ကူးလာခဲ့ပြီးရင်ဒါ close လုပ်ထားခဲ့လိုက် ပြီးရင်ကျွန်တော်တို့ရဲ့ website တွေကိုပြန်လာခဲ့ဟာ sorry ကျွန်တော်တို့ရဲ့ blog တွေကိုပြန်လာခဲ့ဟဲ့ blog ကိုကျွန်တော်တို့ရဲ့ blog တွေကိုပြန်လာခဲ့ဒီနားရောက်ပြီဆိုရင်ဒီခဲတံပုံလေးရှိရဲ့ခဲတံပုံလေးကိုအပေါ်က html view ဆိုတာလေးကိုနှိပ်လိုက် HTML view ဆိုတာလေးကိုနှိပ်လိုက်ဆိုဒီမှာအများကြီးပေါ်လာတယ်ခင်ဗျားတို့ဘာတွေလဲဆိုတော့ဖတ်တတ်မှာမဟုတ်ဘူးကျွန်တော်ကတော့နည်းနည်းပါဖတ်တတ်တယ်ဒါပေမဲ့ဒီအောက်က ဒီသူ့ရဲ့ link ကိုတော့ hyper link ကိုတော့ကျွန်တော်ဖတ်တတ်ဘူးမဖတ်တတ်ဘူးပေါ့နော်အဲ့ဒါကွန်ပျူတာပဲဖတ်တတ်တယ်ထားလားအဲ့ဒါလေးဘာတစ်ခုမှဖတ်တတ်စရာမလိုဘူးကျွန်တော်တို့ကဒီအဆုံးသားလေးကိုကြော်ညာဘယ်မှာထည့်မလဲဆိုတာမိတ်ဆွေတို့စဉ်းစားမှာပေါ့နော်တကယ်တော့အောက်ဆုံးကထည့်မယ်ဆိုရင်ဒီအောက်ဆုံးမှာပေါ့နော်ဒီနေရာမှာကာစာလေးတစ်ချက်ချကာစာလေးတစ်ချက်ချခုနကကြော်ညာကုတ်ကို first လို့ကျွန်တော်ကအဲ့ဒီမှာထည့်ချင်တာမဟုတ်ဘူးကျွန်တော်ကပုံရဲ့အောက်နားမှာထည့်ချင်တာပုံရဲ့အောက်စာရဲ့အပေါ်ပေါ့နော်အဲ့နားလေးမှာထည့်ချင်တာဆိုတော့ကျွန်တော်ဒီနားလေးမှာထည့်ရမှာပေါ့နော် ဒီမှာစာစာပေါ့နော်စာအဆုံးသားလေးမှာထည့်မယ်အဲ့တော့ကျွန်တော်တို့ကဒီနားလေးမှာထည့်မယ်နည်းနည်းမြင်တာထင်တာရှိအောင်ကျွန်တော်အောက်လိုင်းဆင်းလိုက်မယ် okay ဒီနားမှာပေါ့နော်ဒီမှာကျွန်တော်ကြောင်ရခုန copy ကူလာတဲ့ကြောင်ရကုတ်ကိုဒီမှာထည့်လိုက်တယ်တကယ်တော့မိတ်ဆွေတို့မှာ Google AdSense account တခုရှိရဆိုလို့ရှိရင် Google AdSense ကကြောင်ရတွေကိုထည့်ရင်လည်းဒီပုံစံပဲထည့်ရတာကြောင်ရကုတ်တွေကိုထည့်တာအားလုံးကအတူတူပဲပေါ့နော် okay ဒါပြီးတော့ဆိုကျွန်တော် preview ကိုနှိပ်လိုက်လို့ရတယ် preview ဆိုတာကျွန်တော်ကြိုတင်ကြည့်ရှုတာပထမဆုံး အရင်ကြည့်ရပါဘောနော်ဘယ်သူမှမကြည့်ခင်ကိုပါတော့ကိုအရင်ကြည့်ကြရကိုရဲ့ post ကိုအရင်ကြည့်ကြရအစဉ်ပြေရလားမပြေဘူးလားဒါကြည့်ရပါဘောနော် preview နှိပ်လိုက်တယ်ဆိုရင်ဒီမှာဒါကျွန်တော်တို့မြင်ရမယ့်ပုံပေါ့နော်ကျွန်တော်တို့ကဒီပုံစံမြင်ရမယ်အမ်ဂျုံညာကတော့ဒီမှာမြင်ရမယ်ပေါ့နော် okay ဒါဆိုလို့ရှင်ကျွန်တော်တို့ကကြိုက်ပြီပေါ့နော်ကြိုက်ပြီ okay ကျွန်တော်ကြိုက်ပြီကြိုက်ပြီဆိုရင်ကျွန်တော် public ကိုနှိပ်လိုက် public ကိုနဲ့ confirm ပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ post တစ်ခုရပါတယ်တွေ့လားဒီမှာနော် ဒီမှာ post တခုရပါပြီဒါပေမဲ့ကျွန်တော်တခုပြောစရာမေ့ခဲ့တယ်ဘာလဲဆိုတော့ဒီမှာ title ထည့်ရအောင်ပေါ့နော် title ထည့်ရမယ် title ကကျွန်တော်ဒီကောင်လေးကိုပဲ copy ကိုမှာထည့်လိုက်မိတ်ဆိုလို့ကြိုက်တာထည့်နော်မိတ်ဆိုတော့ကကြတော့ဒီ post ကိုစပြီးတော့ log ကလေးကတင်ကလေးက title လေးထည့်ပြီးရင်ဒီဘက်ဘေးကိုတွားဒီဘက်ဘေးမှာ label လေးထည့်အဲဒါဆိုမိတ်ဆိုရဲ့ block ကပို့ပြီးတော့အဆင့်မြင့်သွားတယ်ပေါ့နော်ရှင်းရှင်းလင်းလင်းနဲ့ကြည့်ရတာလာပါပြီးရင်ကျွန်တော်တို့ update ကိုပြန်လိုက်လိုက်ဒါဆိုလို့ရှိရင်ရပြီရကျွန်တော်ပြန်ထွက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့က block ကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာ တိုက်တယ်လေးပေါ်နေတော့အလုတ်တင်ဆရာဝန်မလေးအလဲပြီးရင်ကျွန်တော် view blog ကိုကြည့်လိုက်ဇာကျွန်တော်တို့ရဲ့ blog ကိုနော်ကျွန်တော်တို့ရဲ့ website ကိုကြည့်ကြည့်မှာဘလို့မြင်ရလဲ user တွေဘလို့မြင်ရလဲကိုယ့်ဘာသာကိုတော့ကြည့်ကြည့်အဲ့တော့ user တွေကဒီပုံစံလေးမြင်ရမှာဗျာ user တွေကဝင်လာပြီဆိုဒီပုံစံလေးမြင်ရမှာမြင်ရတယ်ကျွန်တော်တို့ remote ကိုနှိပ်လိုက်တယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ push အပြည့်အစုံကိုမြင်ရတယ်ဒီမှာကြည့်ဒါဆိုလို့ရှိရင်ဒီမှာခင်ဗျားတို့ကစာရှည်ရေးထားဆိုရှည်ရေးဖတ်လို့ရမယ် တို့ကဒီလိုမြင်ရဆိုဒီမှာကြော်ညာလေးပါတခါတည်းမြင်တယ်ကွာအဲ့လိုဆိုလို့ရှိရင်ဒီကြော်ညာကိုတို့ကမြင်တဲ့အဖြစ်မြင်တဲ့အတွက်ကြောင့်မလို့အာကျွန်တော်တို့ရဲ့ဒီ YouTube channel မှာကြော်ညာတက်တဲ့အခါခင်ဗျားတို့ကြည့်လို့ကျွန်တော်တို့ပတ်စံရတဲ့ပုံစံမျိုးပဲခင်ဗျားရဲ့ user တွေကလည်းဒီကြော်ညာကိုလာမြင်တဲ့အတွက်ကြောင့်မလို့ခင်ဗျားပတ်စံရတယ်တို့ကတို့ကြည့်ချင်းကြည့်မကြည့်ချင်းနေဒါကြီးကိုမြင်နေရကလေးကခင်ဗျားပတ်စံရနေရအဲ့တော့ဗျာဒီမှာတို့ကဒါဒီစာတွေကိုဖတ်ကြည့်ရဖတ်ကြည့်ရပြီးတော့ဒီမှာဗီဒီယိုနမူနာလေးတင်ထားပေးရဆိုတော့တို့ကြည့်ချင်းတယ်စိတ်က ဟာကြည့်ကျင်တဲ့စိတ်ကိုရှိရပါတယ်ဗောနော်အဲ့တော့သူဇက်ကားကြည့်ကျင်တယ်ဇက်ကားကြည့်ရင် link ဆိုတာဒါလေးကိုနှိပ်လိုက်တယ်ဒါလေးကိုနှိပ်လိုက်တော့ဘယ်ရောက်သွားမလဲဆိုတော့ခမားဇက်ကားတင်လာတဲ့နေရာကိုရောက်သွားတယ်ဒီမှာနော်ဒါဆိုလို့ကျင်ကျွန်တော်ခုနကဒီကောင်ရဲ့ဒီ post ကိုဗောနော်ဒီ post ကိုကျွန်တော်တွတ်တင်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာခမားတကယ်လို့ခမားဇက်ကားရှိရဲ့နေရာဆိုလို့ရှင်ဇက်ကားရှိရဲ့နေရာကိုရောက်သွားတယ်ဗောနော် Telegram channel ကခမားကိုယ်တိုင်ခွင့်ရမှာလားလို့ ပြောမယ်ဆိုလို့ချင်းခင်ဗျားကိုယ်တိုင်ဖွင့်ထားမှမဟုတ်ဘူးဘယ်သူရဲ့ channel link ပဲဖြစ်ဖြစ်တွားယူပြီးတော့ဘယ်သူရဲ့ဇက်ကား link ပဲဖြစ်ဖြစ်ဘယ်နေရာဇက်ကား link ပဲဖြစ်ဖြစ်ယူပြီးတော့ဒီမှာထည့်လို့ရတယ်နော်အတိအကတော့ကျွန်တော်တို့ကလူတွေကိုဒီ block ထဲကိုရောက်အောင်ဆွဲဆောင်ရမယ်ဆွဲဆောင်ပြီးရခါကျရင်ဒီမှာကြုံရတွေကိုတို့အရင်ပြတာပေါ့နော်ဒါက ATS spanner ကြုံရအောင်ပြတာနောက်တခြားအပိုင်းတွေကြာလို့ရှိရင်ကျွန်တော်ဘာပြဘာတင်ပေးမလဲဆိုတော့ကျွန်တော် တခြား ATS အမျိုးအစားတွေအများကြီးရှိသေးတယ်။အဲ့ဒီ ATS အမျိုးအစားတွေဘယ်လိုတုံးရမလဲဆိုတာကျွန်တော်ပြပေးမှာဒီမှာနော်။ဒီ ATS အမျိုးအစားတွေလည်းရှိသေးတယ်။ Okay ။ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ ATS panel ကိုအတုံးပြုနည်းကိုကျွန်တော်တင်ပေးတာ။နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့လာအောင်မယ်။ဒီဗီဒီယိုမှာအခုအကုန်လုံးပြောလို့မရဘူးနော်။အခုတော့18မိနစ်လောက်ရှိသွားနေပြီ။အဲ့တော့မိတ်ဆွေတို့လည်းပြင်းနေတော့ပြီလို့ကျွန်တော်ထင်တယ်။ဒီမှာကြည့်လိုက်ကျွန်တော်လုတ်เสียရရတော့နည်းနည်းတော့ကြံနေတယ်ဒါပေမဲ့အခုကနေစပြီးတော့မိတ်ဆွေတို့ပတ်စံစပြီးတော့ရှာလို့ရနေပြီပေါ့နော် နောက်ပို့ပြီးအစင်းမြင့်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ team ကိုတန်းလိုက်ပြီးတော့ team ပြောင်းလာတော့ပါလို့လုပ်လို့ရတယ်အခုကျွန်တော်တို့ရဲ့ website ကိုကြည့်လိုက်မယ်ဆိုဒီမှာကြည့်လိုက်လုံးဝပလိန်ကြီးဗျာအရန်ကြီးလာမနေသေးဘူးဟုတ်တယ်မလား Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနောက်ဆုံးတစ်ခုကြံသေးရယ်နောက်ဆုံးတစ်ခုဆိုတာခင်ဗျားတို့အခုကနေစပြီးတော့ပတ်စံရှာလို့ရနိုင်ပြီဆိုတော့ဘလို့ရှာရမလဲဆိုတော့ကျွန်တော်ပြောပြလိုက်တာအခုတော့ကြုံညာတွေထည့်ပြီးတော့ဆိုတော့ကျွန်တော်တို့ဒီ copy link လေးပေါ့နော်ဒီမှာနော်အဲ့နာကတော့မြူချင်မှုဆိုတော့ဒီနေ့ယူ ဒီက you are protect ထားတယ်ကျွန်တော် remove ကိုအရင်နှိပ်လိုက်နှိပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ link ကိုယူဒီ link ကိုယူတာကပို့ပြီးတော့တိတ်ချတယ်ဒီမှာ getting ဆိုတာရှိဒီကောင်းကို copy ကူးလိုက်နော်နော် okay ကျွန်တော်တို့ copy ကူးလိုက် copy ကူးပြီးသွားလို့ရှိရင်ကျွန်တော်တို့ telegram မှာပဲဖြစ်ဖြစ်အာ facebook မှာပဲဖြစ်ဖြစ်မက်ဆန်ဂျာကနေပဲဖြစ်ဖြစ်ဗျာ ျွန်တော်တို့ social media တွေကိုတုံးပြီးတော့ကျွန်တော်တို့ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဒါမှမဟုတ်အာဒီကောင်ခေါင်းကြီးတွေပေါ့ဗျာခပြားအဓိကရှာရမှာတော့ခေါင်းကြီးတွေပေါ့နော်အဲ့လိုမျိုးတွေ post Facebook မှာ post တင်ပြီးတော့ပဲဖြစ်ဖြစ်ဒါမျိုးရှာလို့ရတယ်ဗျာဒီမှာဒီလိုလေးပေါ့အာနားလေကျွန်တော်နမူနာပြအာ အဲဒါကျွန်တော်နမူနာရေးရပြီးရောဆိုင်ရင်ကျွန်တော်တို့စာလေးခုနအဲ့စာရဲ့နောက်မှာကြော်ညာခုနကျွန်တော်တို့ရဲ့ blog ရဲ့ link ကိုထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီလိုလေးပို့လိုက်မယ်ဒါမှမဟုတ်လား post ဆိုတင်မယ်ဗောဗျာခင်ဗျားတို့ရေးချင်လို့ရေးဒါမှမဟုတ် Facebook တုံးနေဆိုသူများ comment out တွေမှာတည်မလားတချို့မောင်းနေအခန်းနေရှိရအဲ့ဒီ out တွေမှာ link တွေမြင်ဖို့မှာပါအဲ့လိုမျိုးရေးတော့ထည့်လို့ရတယ်ထည့်တယ်ဆိုလို့ရှိရင်သူတို့ကဒါကိုစိတ်ဝင်စားတယ်ဗောနော်စိတ်ဝင်စားမှာနှိပ်ကြည့်လိုက်ရဆိုဘယ်ရောက်သွားမလဲ ီ blog ကိုရောက်တော့မယ်ဒီကျွန်တော်တို့ရဲ့ website ကိုရောက်လာမယ်ကျွန်တော်တို့ website ကိုရောက်လာဆိုတော့ဒီမှာနမူနာကြည့်မယ်အာစိတ်ဝင်စားတယ်စာဖတ်ကြည့်ရဟာကောင်းတယ်ဟာဇာတ်ကားကြည့်မယ်ဟာနှိပ်လိုက်တယ် channel တွေကိုရောက်သွားပြီဒါပဲ this is ဒါလွယ်တယ် super easy ပေါ့နော် okay အားလုံးပဲအဆင်ပြေကြအောင်လို့ကျွန်တော်ထင်တယ်ကျွန်တော်ရဲ့ဗီဒီယိုလည်းမိနစ်20လောက်ရှိသွားတဲ့အတွက်စိတ်တော့မကောင်းဘူးကျွန်တော်ရုပ်ဆိုးဆိုးရုပ်တော့ကြည့်လိုက်ရ Channel လို့ like subscribe လုပ်ထားပေးကြအောင်နော်မဟုတ်ရင်ဟိုတစ်ချင်းနားထောင်ခိုင်းလိုက်